ါပါဒီနေ့မှာတော့ဒီစင်နဲ့တူတူပြင်သစ်ရဲ့ accent pronunciation လေးတွေကိုလေ့လာသွားမှာဖြစ်ပါတယ်။အဲ့တော့ accent pronunciation လေးတွေကကြတော့ကျွန်တော်ဒီပြင်သစ်မှာဆိုရင် accent လေးရှိတယ်။ accent ဆိုတာကဘယ်လိုမျိုးလေးကိုပြောတာလဲဆိုတော့အခုဒီမှာတွေ့ရတယ် e ရော a ရော o ရော u ရော vowel အပေါ်မှာတွေ့ရတဲ့အဆောင်လေးတွေဒီလိုမျိုးလေးတွေကို accent လို့ခေါ်ပါတယ်။အဲ့တော့ဒီ accent လေးတွေကအခု ဒီ vowel အပေါ်မှာပဲသုံးနေရှိရပေါ့เนาะကျွန်တဲ့ consonant အပေါ်မှာသုံးတာမျိုးရှိဘူး vowel အပေါ်မှာပဲသုံးတယ်အဲ့တော့အဲ့ဒီ vowel အပေါ်မှာသုံးတဲ့အခါမှာသူတို့ရဲ့ဒီ accent လေးကိုလိုက်ပြီးတော့အတန်ထက်လေးဘယ်လိုပြောင်းလဲသွားလဲဆိုတာကို chair ကဒီနေ့လေ့လာมาဖြစ်ပါတယ်ဒီ vowel အပေါ်မှာလိုက်တဲ့အခါမှာလေသူက i တို့ o တို့ u တို့ပေါ်မှာဒီ accent လေးလိုက်တယ်ဆိုရင်သူကအတန်ထက်ပြောင်းလဲသွားတာမျိုးမရှိเนาะ A I O U ဒီလေးခုပေါ့နော် A I O U ဒီလေးခုပေါ်မှာ SO လေးလိုက်တဲ့အခါမှာအတန်းထွက်ပြောင်းလဲသွားတာမျိုးမရှိဘူးသူတို့ရဲ့အတန်းထွက်တိုင်းပဲထွက်တယ် R ဆိုလဲ R I ဆိုလဲ E ပဲ O ဆိုလဲ O ပဲနော်ဒါ U ဆိုရင်လဲ U လို့ပဲအတန်းထွက်တယ်ဒါပေမဲ့သူက E ပေါ်မှာ E ပေါ်မှာဒီ SO လေးတင်လိုက်တဲ့အခါကျရင်ဒါ E ရဲ့အတန်းထွက်ကပြောင်းသွားတယ်ပုံမှန်ဆိုရင်ဒါ E ကိုချေလို့ဒီပြင်သစ်မှာဆိုရင် O လို့ထွက်တယ်နော် O အုပ်စုပြီးထွက်ကြတယ်ဒါပေမဲ့အဲ့ဒီအဆုနေပါလာတဲ့ခါကျရင်သူကသူ့ရဲ့အတန်ထွက်ကဥလိုမထွက်တော့ဘဲတခြားအတန်လေးပြောင်းသွားတယ်အဆုပေါ်လိုက်ပြီးတော့ပေါ့နော်အဲ့တော့အခုချေရူကအဲ့ဒါလေးကိုမှတ်မှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးအဆု AQ အဆု AQ အဲ့အခုတွေ့ရတဲ့ဥပေါ်ကအဆောင်လေးကိုတော့ချေရူကအဆု AQ လို့ခေါ်ပါတယ်အဆု AQ အဲ့တော့ဥပေါ်မှာအဆု AQ လေးပါလာခဲ့ရဆိုရင်ချေရူကသူ့ရဲ့အတန်ထွက်ကို A ဆိုပြီးပြောင်းထွက်ရပါတယ် A A A တက်ကဒါဆိုရင်ဒီစကားလုံးလေးကိုအတန်ထွက်ကြည့်ရအောင်အဲဒီမှာဆိုရင် L A T A ဒါဆိုဘယ်လိုတန်ထွက်ကြမလဲ late late l a late t a t late late အဲ့တော့ဒါဆိုရင်နောက်တစ်ခု နောက်တစ်ခုကကြတော့အခုတွေ့ရတဲ့ up ပေါ်အဆောင်လေးကိုတော့ကျွန်တော် action graph လို့ခေါ်ပါတယ် action graph အဲ့တော့ up ပေါ်မှာကျွန်တော် action graph လေးတွေ့ခဲ့ရဆိုရင် up ရဲ့အတန်းထွက်က a a a ဆိုပြီးတော့အတန်းထွက်ပါတယ်အဲ့တော့ဒါဆိုရင်ဒီမှာကျွန်တော်ဒီစကလုံးလေးကိုအတန်းထွက်ကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင် up action aigue ပြီးတော့ရှင် l up action graph v up เนาะဒီစကလုံးလေး အဲ့တော့ရှည်ဆုံးမှရှိတဲ့ဥစ္စာလေးကကျတော့ SEQ ဖြစ်တဲ့အတွက်သူ့ရဲ့အတန်းထွက်က A A เนาะနောက်ကကျတော့ Asson graph ဖြစ်တဲ့အတွက် A A ဒီလိုမျိုးလေးတန်းထွက်မယ်အဲ့တော့ဒီမှာဆိုဒီစကရုံးကိုအတန်းထွက်မယ်ဆိုချေဘယ်လိုလေးတန်းထွက်မလဲအဲ့တော့ရှည်ဆုံးက A ပြီးတော့ L A 11 11 11ဒီလိုလေးတက်ထွက်မယ်နောက်ဆုံးက e ရဲ့ ə ကကြတော့အတန်ယူထွက်စရာမလိုဘူးဒါပေမဲ့ v ဒန်လေးကိုတော့ချေရွာဖြော့ဖြော့လေးအတန်ထွက်ပြီးမယ်အဲ့တော့ eleve 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 ဒီလိုမျိုးလေးအတန်ထွက်မှာပေါ့နော်အဲ့တော့နောက်တစ်ခုခုအပေါ်မှာတွေ့ရတဲ့ action လေးကိုကြတော့ချေရွာ asoci complex လို့ခေါ်ပါတယ် asoci complex အဲ့တော့အပေါ်မှာ asoci complex လေးကိုတွေ့ခဲ့ရဆိုရင်ဥရဲ့အတန်ထွက်က ဆိုပြီးပြောင်းထွက်ပါတယ်။တက်ကဒါဆိုရင်ဒီဆိုဒီစကလုံးလေးကိုဘယ်လိုတန်းခတ်ကြမလဲ? fat 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 ဟုတ်တယ်မလား? the associative complex က at ဆိုတော့ fat fat ဒီလိုမျိုးလေးတန်းထွက်ပါပေါ့။နော်။တက်က အဲ့တော့ဒီနေရာမှာဒီချေကအဒါအက်ဆွန်လေးပါလာရတဲ့ကြောင့်မို့ခါလေးကြာရင်အဓိကမှားတတ်တာကကျတို့ဒီမှာအက်ဆွန်အေဂူနဲ့အက်ဆွန်ဂရက်ပေါ့နော်သူတို့နှစ်ခုကကြာဟိုဘက်အဆောင်ဒီဘက်အဆောင်ဖြစ်တဲ့အတွက်ကျောင်းသားရရောတတ်တယ်ဒီခါလေးစကလုံးမှာအခုက11လို့မျိုးနော်နှစ်ခုတန်ထရီရဲ့ခါကြာရင်ဘယ်ဟာ A လဲဘယ်ဟာ A လဲဆိုတာစဉ်းစားရတာအချိန်ယူရမျိုးလေးဖြစ်တတ်တယ်အဲ့ဒီနေရာမှာဒီချေကအလွယ်မှန်လေးတစ်ခုပြောပြချင်ပါတယ်အဲ့ဒါကတော့မြန်မာမှာဆိုရင်ချေရူအကိုနောက်ပြစ်တတ်ရင် အဲလို့အတန်ထွက်တယ်ဟုတ်တယ်မလားအကိုနောက်ပြတ်တတ်တော့အဲအဲ့ဒီမှာကြည့်ပါ action graph လေးကရောနောက်ပြစ်နေမတူနေဘူးလားအဲ့တော့ e လေးပေါ်မှာနောက်ပြစ်လေးတက်လိုက်တဲ့အခါကျတော့လေ a ဆိုရင်အတန်ထွက်တယ်အဲ့လိုမျိုးလေးနဲ့မှတ်ထားလိုက်ပါเนาะဆိုတော့အဲအခုလိုမျိုး action a ရော action graph ကိုပါလာခဲ့ရေကိုက e လား a လားမသိတော့ဘူးဆိုရင်နောက်ပြစ်လေးလားကြည့်လိုက်မယ် နောက်ပြမဟုတ်ခဲ့ဘူးဆိုရင်ဒါ A ပေါ့နော်နောက်ပြဖြစ်နေခဲ့မယ်ဆို A ပေါ့ဒီလိုမျိုးလေးမှတ်လိုက်လို့ရတယ်ဒါအလွယ်ဆုံးမှတ်နေပဲဒါပေမဲ့အခေါ်လေးကတော့သိနေရမယ် as on a cube as on graph ဒါလေးကိုတော့သိနေမှရမယ်ဘာလို့ဆိုတော့ကျတို့အဲဒီဒီဟိုပေါ့ခုနကျဲ spelling ပေါင်းသွားရယ်နော် elf ကို spelling ပေါင်းသွားဆိုရင် as on a cube l as on graph v ဆိုပြီးထွက်သွားရယ် ဆိုတော့ဒီနေရာမှာကျတော့ UL UV UT တို့တွားထွက်လို့မရဒါဆိုရင်အကုန်က UT တည်းပဲဖြစ်သွားမှာအဲ့တော့သူတို့ကို spelling ပေါင်းတဲ့အခါမှာလည်း s on bar ဆို s on ကိုပါထည့်ပြီးတော့ခြေတော့အတန်လေးထွက်ပေးရတယ်အဲ့ဒီအတွက်ကြောင့်မလို့ s on သူတို့ရဲ့ဒီဟိုပါပေါ့အဲ s on aq ဆိုရင်လည်းကိုကခေါ်တတ်နေရမယ် s on နေနဲ့တွဲပြီးတော့တိနေရမယ်နော်အဲ့အားလေးကိုတော့တစ်ချက်သတိထားပြီးပါဒါကဒါဆိုရင်ပြန်ကြည့်ရအောင်ခြေတော့ ပြင်သစ်မှာဆိုရင် e ရဲ့အတန်ထွက်က၄တန်ရှိသွားတာပေါ့နော်ဆိုတော့ပထမအောင်ဆုံးက e ပေါ်မှာဘာအဆုံးမမပါခဲ့ရင်ချေရောက u လို့အတန်ထွက်တယ် u u နော် now အဆုံး aq လေးနဲ့ဆိုရင် a a now အဆုံး graph နဲ့ဆိုရင် a a အဆုံး circumflex နဲ့ဆိုရင်နော် a a a အရော u e a a we oui. လေးသက် u e a a ဒီလိုမျိုးလေးမှတ်ထားလို့ရပါတယ်ဒါကဒါဆိုရင်ပြန်ပြောကြည့်ရအောင်အဲ့တော့ u အပေါ်မှာ s a g u လေးတွဲခဲ့ရင် a a အဲ့တော့ late late u အပေါ်မှာ s n graph လေးတွဲခဲ့ရင် a a 11 11 d'accord ဒါဆိုရင်ဥပ္ပမှာ associ complex လေးတွေ့ခဲ့ရေနော်အအ fat 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 ဒီလိုမျိုးလေးအတန်ထွက်ပြရပါတယ်တက်ကဒါဆိုရင်တော့ဒါဥပ္ပမှာ associ လေးတွေပါလာတဲ့အခါဘလိုမျိုးလေးအတန်ထွက်ပြောင်းသွားရေဆိုတာကိုတည်သွားပြီးလို့ရထင်ပါရဲ့ဒါဆိုရင်ရှိမှသင်ခဲ့တဲ့ vowel pronunciation လေးရဲ့အခု assonant pronunciation လေးရဲ့ကိုတိကျပြန်ပြီးတော့မှတ်ထားပေးပါဒါဆိုရင်နောက်သင်ခန်းစာမှာပြန်တွေ့ပါမယ်အားလုံးပဲ Au revoir. À plus tard.